ီနေ့ကျမတို့ရောက်နေတာကတော့ဘန်ကောက်မှာရှိတဲ့ Semida Bay Children Hospital ဖြစ်ပါတယ်။လူရာလေးကို follow up ဖြည့်ချင်းရှိလို့ပြန်ပြပေးဖို့နဲ့ကာကွယ်ဆေးထိုးဖို့ရောက်နေရပါ။ Semida Bay Service ဆေးရုံကအပိုင်းမှန်တိုင်းအတွက်ကိုဟိုတယ်ကနေဆေးရုံတစ်ချောင်းစာလာကြိုပေးရဲ့ service ရှိလို့ဆေးရုံကလာကြိုပေးရဲ့ကနေပဲရောက်ပါပြီ။ဝင်လိုက်တာနဲ့ဆေးရုံ reception မှာ appointment တင်ထားတဲ့ slip ပြပေးလို့ရှိရင် reception ကပြန်ထုတ်ပေးရဆိုင်ရွက်နဲ့သက်ဆိုင်ရာဆောင်ဝင်ပြမဲ့ building နဲ့အထက်ကိုတက်သွားရုံပါပဲ လူကလေးကအရင်နေရပြနေကြ registration ဖြစ်တဲ့အတွက်ကြောင့်မလို့ passport ထပ်ပြပေးဖို့မလိုတော့ပါဘူး။ case အသစ်ဆိုလို့ရှိရင်တော့ဒီ registration counter မှာ passport ပြပေးဖို့လိုပါမယ်။ဈေးရုံကနေရာတိုင်းပေါ့နော်ဟိုတယ်လို့မူဂျူလို့ဖြစ်နေတဲ့အတွက်ကြောင့်မလို့အဲကလေးကြီးဈေးရုံကိုလာတာလုံးဝကြောက်မနေပါဘူး။ဈေးရုံထဲမှာပေါ့နော်ဒီအရန်ပျော်ပြီးရောရှောက်ဆော့ရှောက်ပြေးနေလို့မနေလိုက်ဖန်နေရတာလေးတခုတော့ရှိပါသေးတယ်။ ါကျမတို့ရဲ့ဒေါက်တာဆိုအိန္ဒိယဗန်ကောက်ကျန်းမာရေးဝန်ဆောင်မှုကိုလာရောက်တိုင်ပင်ကြတဲ့ကလေး case တွေအတွက်ကိုကိုရိုင်းသမီးလေးအတွက်ကိုဒီ centimeter base ရုံကိုပဲအများဆုံးရွေးချယ်ဖြစ်တာကတော့ကလေးစည်ရင်ကိုတည်တဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကလေးအထုကူမှာမှာဌာနခွဲတွေ sub speciality ဌာနတွေအစုံရှိနေလို့ပါကလေးအုံနောက်နဲ့အာယုံကျော် လေးအတက်ယောဂါဌာနကလေးအစာရင်နဲ့ဦးလန်းကြောင်းကလေးကင်ဆာကလေးသွေးယောဂါကလေးအဆုတ်ပေါ့နော်ကလေးကုဆက်ယောဂါကလေးမျက်စိပေါ့နော်ဌာနတွေရှိတယ်။နောက် special needs နဲ့ ADHD ကလေးတွေအတွက်ကိုလည်း occupational therapy မျိုးတွေ behavioral therapy မျိုးတွေ developmental treatment အဆုံးထိကိုပေါ့နော်ရရှိနိုင်တဲ့အပြည့်အစုံနဲ့စေုံဖြစ်ပါတယ်။ ဆေးရုံတိဆောက်ဖို့အခန်းဖွဲ့စည်းပုံတွေပေါ့နော်အသုံးပြုတဲ့ဆက်ပစ္စည်းတွေအသုံးဆောင်တဲ့အကုန်လုံးကကလေးအတွက်တိတဲ့ရည်ရွယ်ပြင်ဆင်ထားတာတို့ဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးတွေဟာပို့ပြီးတော့တတောင်တတာဖြစ်တဲ့စိတ်ကူးသားရတာအကြောက်စိတ်ပို့ပြီးတော့နေတယ်ပေါ့နော်ဒါကြောင့်မလို့ကလေးတွေအတွက်တင်တော်ပြီးစိတ်ချရတဲ့ဆေးရုံဖြစ်ပါတယ်